အလုံးမဲမင်္ဂလာပါလူရလို့ဖြစ်လာရင်လက်ရှိအခြေအနေထက်ပိုမိုကောင်းမွန်တဲ့အခြေအနေတစ်ခုကို ရောက်ရှိဖို့ကျမတို့ဘလို့လုံဆောင်ကြမလဲဒီဗီဒီယိုလေးမှာကလက်ရှိအခြေအနေထက်ပိုမိုပိုမိုကောင်းမွန်တဲ့အခြေအနေတစ်ခုရောက်ရှိဖို့ကျမကမျှဝေပေးခြင်းများတယ် development ပေါ့ development ဆိုတာကဖွံ့ဖြိုးတိုးတက်မှုကိုရည်ညွှန်းတာဖြစ်ပါတယ်ဒါက လူတို့ဦးချင်းဒါပါမဟုတ်ရင်လူအဖွဲ့အစည်းဒါမဟုတ်ရင်နည်းပညာတစ်ခုခုပေါ့မူလရှိနေတဲ့အည်တွေးတွေစွမ်းရည်တွေဒါမဟုတ်အခြေအနေတွေတိုးတက်လာခြင်းကို ဆိုလိုတာဖြစ်ပါတယ်ဥပမာ လူတယောက်ရဲ့ personal development ပေါ့ဒါဆိုရင်ကိုယ်ကြီးကိုယ်တည်တိုးတက်မှုနိုင်ငံတစ်ခုရဲ့ economic development ပေါ့စီးပွားရေးထိုးထွင်းမှုအာ software တစ်ခုခုဆိုလို့ရှိရင်လည်း software တစ်ခုရဲ့ဒီ software development ဆိုတာ software တိုးတက်မှုပေါ့နော်နည်းပညာတိုးတက်မှုကိုဆိုလိုတယ်ဆိုတော့ development ဆိုတာကပုံမူကောင်းမွန်တဲ့အခြေအနေတစ်ခုကို ရောက်ရှိဖို့အတွက်လှုံ့ဆော်တာလို့လွယ်လွယ်ကူကူမှတ်သားနိုင်ပါတယ် development နဲ့ပတ်သက်ပြီးတော့မှ လုပ်ငန်းခွင်ကို ရောက်ရှိဖို့အတွက်ပြင်ဆင်နေကြတဲ့သူတွေတွေပဲဖြစ်စေ အလုံးလုံးကိုင်နေကြတဲ့ဝန်ထမ်းတွေပဲဖြစ်စေ လုပ်ငန်းပိုင်ရှင်ပဲဖြစ်စေအားလုံးအတွက်အကျိုးရှိစေမယ့်ဘဝကို ပြောင်းလဲစေမယ့် development နည်းလမ်း၄ခုအကြောင်းကိုကျွန်မကမျှဝေပေးသွားချင်ပါတယ်နံပါတ်1က management development စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုတွေကိုတိုးတက်စေဖို့အတွက်လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်။ဥပမာမန်နေဂျာတယောက်အတွက်ပေါ့ဝန်ထမ်းတွေကိုဘယ်လိုဦးဆောင်ရမလဲပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာဒီလိုမျိုး leadership skill သင်တန်းတွေသင်ယူတာပဲဖြစ်ဖြစ်လက်တွေ့လှုပ်ဆောင်ပြီးတော့မှသင်ယူခြင်းပဲဖြစ်ဖြစ်ပေါ့နောက်ဒီ team management တွေ or decision making now strategy planning ဒီလိုမျိုးစွမ်းရည်တွေကိုမြင့်တင်ပေးတာဒါဒီပါလဲဆိုလို့ရှိရင်ဒီလိုအရာတွေသင်ယူလေးလာတဲ့ အရာကိုဆိုလိုတာဖြစ်ပါတယ်။ဥပမာ Google မှာဆိုလို့ရှိရင် manager တွေအတွက်ကိုတို့ဒီ emotional intelligence ပေါ့နော်ဒီလိုသင်တန်းနေပေးတယ်။ဆိုတော့ဒီ management development ကဘာကြောင့်မို့အရေးကြီးတာလဲ။လုပ်ငန်းတစ်ခုမှာက manager တွေရဲ့စွမ်းဆောင်ရည်ဟာအဲ့ဒီကုမ္ပဏီရဲ့အောင်မြင်မှုကို တိုက်ရိုက်အကျိုးသိရောက်မှု ရှိစေလို့ဖြစ်ပါတယ်။တို့တို့မှာစီမံခန့်ခွဲမှုစမ်းရည်တွေကောင်းမွန်တယ်ဆိုလို့ရှိရင် သူတို့အုတ်ချုပ်စီမံတဲ့ဝန်ထမ်းတွေရဲ့ဒီ productivity ထုတ်လုပ်မှုတွေပို့ပြီးတော့အကောင်းလာတယ်။နောက်သူတို့ရဲ့ moral သူတို့ရဲ့စိတ်ဓာတ်တွေပို့ပြီးတော့မှအဲတိုးတက်လာမယ်။ဒါကြောင့်မို့ management development ကလည်းအရေးကြီးပါတယ်။နံပါတ်2ကတော့ professional development အလုံးလုံးကင်နေပြီဆိုလို့ရှိရင် ကိုအလုံးလုံးကင်တဲ့ ਨੇ ပဲမှာလိုအပ်တဲ့ကြံ့ကျင်မှုတွေကိုတိုးတက်စေဖို့အတွက်အစစ်မပြတ်လေ့လာခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ဥပမာ software engineer တယောက်တည်းဆိုလို့ရှိရင် तू อ่ะ AI နဲ့ဒါမှမဟုတ် machine learning တွေကိုအဲသင်ယူတယ်လေ့လာတယ်။ဥပမာစင်းကိုင်တယောက်အတွက်ဆိုလို့ရှိရင်လည်းဒီ IFRS နဲ့ပတ်သက်တာတွေ ACCA သင်တန်းတွေတယောက်တာမျိုးဒါဒီပါလဲဆို professional development တွေလေ့လာသင်ယူတာကိုဆိုလိုတာဖြစ်ပါတယ်။ဘာကြောင့်မို့အရေးကြီးတယ်လဲ။ကျမတို့ why ဆိုတဲ့အရာအရင်အရေးကြီးတယ်။ တို့လက်ရှိလောက်ကိုင်းနေတဲ့ professional ਨੇ ပဲမှာနီးပညာတွေအမြဲပြောင်းလဲနေတဲ့ခေတ်မှာကိုယ့်ရဲ့ skill တွေကိုအမြဲတမ်းလိုက်ပြီးတော့မှ update ဖြစ်နေဖို့လိုအပ်ပါတယ် professional development ကဒီအလုပ်အကင်တွေထဲမှာရှင်ပြိုင်နိုင်စွမ်းကိုမြင့်တင်ပေးတာဖြစ်ပါတယ်။နံပါတ်3က career development အလုပ်ကင်တစ်ခုမှာရာထူးတိုးတက်ဖို့ ရေရှည်ရီမှန်းချစ်တွေအောင်မြင်ဖို့အတွက်လှုပ်ဆောင်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ ဝန်ထမ်းတစ်ယောက်ကသူ့ရဲ့ဒီ career path ပေါ့နော်လက်ရှိလုပ်ကင်နေတဲ့အရာသူဒီလမ်းကြောင်းကိုရေးထားတယ်ဆိုလို့ရှိရင်ဒီလမ်းကြောင်းနဲ့ပတ်သက်ပြီးတော့မှသူ့ရဲ့ career path ကိုအဲရေးဆွဲလေးရှိကြပါတယ်။ဥပမာဒီ junior developer လက်ရှိလုပ်ကင်နေတယ်ဆိုတော့ oh okay junior developer ကနေ senior developer လုပ်မယ်။ oh နောက်တဲ့ချိန်မှာ tax leaks တို့မှာသူတို့မှာ long term ရေးရှည်ရည်မှန်းချက်တွေရှိတယ်။အဲ့ဒါဒီပါလဲဆို career development ပေါ့နော်။ဆိုတော့ဒီ career development အနေနဲ့လက်ရှိလုပ်ကင်နေတဲ့လူတွေကလည်းသူတို့ ့ရဲ့ဘဝရှေ့ရေးအတွက်ကို career development ကအရေးကြီးပါတယ်။ဒါကြောင့်မို့အရေးကြီးလဲဆိုလို့ရှိရင် career development ကကိုယ့်ရဲ့အနာဂတ်ကိုရှင်းရှင်းလင်းလင်းမြင်စေပါတယ်။လက်ရှိလောက်ကိုင်းနေတဲ့အလုပ်မှာလက်ရှိ position ကနေတစ်ဆင့်နောက်တစ်ဆင့်တက်ပြီးရာထူးတိုးတာတွေဝန်ငွေတိုးတာတွေစိတ်တင်နှမှုရှိတာတွေကို ဖြစ်စေလို့ဖြစ်ပါတယ်။နံပါတ်၄ကတော့ personal development ပေါ့ personal development ကကြတော့လူတိုင်းလူတိုင်းပေါ့တယောက်ချင်းစီတိုင်းမှာကိုယ့်ရဲ့ဒီ personal development လို့ခေါ်တဲ့ကိုယ်ကြီးကိုယ်သေးတွေစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဘဝအရေးအတွေးတွေတိုးတက်စေဖို့အတွက်လှုံ့ဆော်တာဖြစ်ပါတယ် ဥပမာ self confidence တို့တက်လာအောင်ဒီ public speaking တန်းနန်းနေတက်တာတို့နောက်ဒီ time management stress management emotional management များရဲ့အဲ့လိုမျိုးဆိုလို့ရှိရင်ဒီလိုမျိုးကို ကိုအတွက်ကိုဘဝအတွက်လိုအပ်တဲ့ skill တွေကိုဖြည့်ဆည်းဖို့အတွက်တန်းနန်းနေတက်ယူတာပဲဖြစ်ဖြစ်စောင့်တွေဖတ်ပြီးသင်ယူတာပဲဖြစ်ဖြစ်ပုံမစနစ်ကြအောင်စီမံတာမျိုးကိုဆိုလိုတာဖြစ်ပါတယ်ဥပမာကိုအားတဲ့ချိန်မှာဒီတရားထိုင်တဲ့စာအုပ်စာပေတွေဖတ်တယ် online ကနေတန်းနန်းနေတက်တယ်ဒါဒီလဲပါလဲ ဆိုခိုးရဲ့ဒီကိုကြီးကိုတေးတိုးတက်ဖို့အတွက် လေးလာတင်ယူနေကြတာဖြစ်ပါတယ်။ဘာကြောင့်မို့အရေးကြီးရလဲ personal development ဆိုတာက ကိုယ့်ရဲ့ဘဝအရည်အတွေးကို တိုးတက်စေတယ်။ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ၊နောက်မှကျန်းမာရေး၊ရုပ်ပိုင်းဆိုင်ရာ၊နောက်မှလူမှုပေါင်းသင်းဆက်ဆံရေးတွေကိုယ့်ရဲ့ဒီကိုယ်ကြီးကိုယ်တွေးတွေကို မြင့်တင်ပေးလို့ဖြစ်ပါတယ်။ဒီမှာခုမျှဝေပေးခဲ့တဲ့ ဒီ development လေးခုပေါ့နော်အားလုံးအတွေ့ဘဝကိုပြောင်းလဲစေမဲ့ development နီလန်လေးခုကိုမျှဝေဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်ကျေးဇူးတူတယောက်ချင်းစီကလည်းမိမိတို့ရဲ့ဒီ development goals တွေကို comment မှာရေးပေးသွားကြပါလို့တောင်းဆိုပါတယ် please အဆုံးထိလေ့လာပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ် မိမိတို့ချစ်ခင်ရတဲ့သူတွေအတွက် like and share subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ bye for now see you next video